နေစင်မနဲ့ဒေသနာဆင်စင်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆူနှုတ်ခွန်းဆက်တလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူအခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မဟာယန်သူမညီအကူအဖြစ်တို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငါခွန်အားပေးချင်တာဖြစ်ပါတယ်တမန်ချင်းစာထဲမှာလေတခင်ယေရှုခရစ်တော်ကိုမယုံကြည်မလက်ခံခင်တခင်ယေရှုခရစ်တော်နဲ့မတွေ့ခင်မှာအကဲလူစိုးလူမိုက်ပြောင်းလဲလို့မရတော့တဲ့ပုံစံလိုမျိုး အဲ့လိုမျိုးဖြစ်နေပေမဲ့သခင်ယေရှုခရစ်တော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းတကယ်လုံးလုံးလျားလျားပြောင်းလဲသွားတဲ့သူတွေအများကြီးရှိပါတယ်။အဲ့ဒီအများကြီးရှိတဲ့ထဲမှာနဂိုရီကမဟာယန်တူဖြစ်ပေမဲ့ယေရှုခရစ်တော်ကြောင့်ညီအကိုဖြစ်သွားတဲ့တပည့်တော်နှစ်ယောက်အကြောင်းကိုကျွန်တော်ဒီကနေ့အနည်းငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်။အခြေပြုကျမ်းတစ်ကျမ်းဖတ်မယ်နော်။ရှမသက်ခရစ်ခန်းကြီး30အငယ်1ကနေ4အထိဖြစ်ပါတယ်။ကျွန်တော်ဖတ်ပြပါမယ်။ တကြိတ်နှပါတော့တပဲ့တော်တို့ကို ခေါ်တော်မူပြီးမှညညူတော်နဲ့တို့ကိုနင်ထုတ်ခြင်းက၎င်းအနာယောဂအမျိုးမျိုးကိုငြိမ့်စေခြင်းက၎င်းအခွင့်ပေးတော်မူ၏တကြိတ်နှပါတော့တပဲ့တော်တို့ဤအမိကပထမမှာပေတရုဟူ၍ခေါ်တော်ရှိမုန်နှင့်သူဤညီအန်ဒရေဇေဘီဒေဤသားယာကုပ်နှင့်သူညီယောဟန်ဖိလိပ္ပုနှင့်ဘာတော်လမဲတောမနှင့် အခွန်ခံမတ်တဲ့ အာလဖဲဤတာယာကုံနှင့်တတဲဟုအမိတစ်ကိုရတော့လေပဲကာနနိတ်လူရှိမုံနှင့်ကိုတော်ကို အနန္တော်ယူဒရှကာယုတ်ပေသည်တခိယေရှုခရစ်တော်လူဇာတိခံပြီးတော့မှတရားဟောတဲ့ကာလမှာသူရဲ့တပည့်အရင်12ယောက်ကိုရွေးချယ်ပြီးတော့မှ၃နှစ်၃မူပညာသင်ပေးခဲ့တယ်တရားချပေးခဲ့တယ် ဒီလူတွေထဲမှာစိတ်ဝင်စားစရာကောင်းတဲ့လူနှစ်ယောက်အကြောင်းကိုကျွန်တော်ပြောပြမယ်။ဒီနှစ်ယောက်ကငကိုတွေကမဟာယန်သူနော်။ပထမဆုံးတစ်ယောက်ကအခွန်ခံမှတ်တဲ့ဒုတိယတစ်ယောက်ကကာနနိတ်လူရှိမုံ။သူတို့ရဲ့သူတို့မှာ background ရှိတယ်။သူတို့ရဲ့အလုပ်အကြောင်းသူတို့ကမဟာယန်သူဖြစ်နေကြတာ။ပထမအခွန်ခံမှတ်တဲ့အခွန်ခံဆိုတာအဲ့ဒီခေတ်အဲ့ဒီခါတော့က ပီတူလူထုတွေအလုံးရဲ့အမုန်းခံခြင်းကိုခံရတဲ့အလုတ်လုတ်တဲ့သူတွေဖြစ်တယ်။ဘာလို့အခွန်ခံတွေကိုပီတူလူထုတွေမုန်းလဲဆိုတော့အဲ့ဒီချိန်တုန်းကအေဆွေးနိုင်ငံကယောမတုကျွန်လက်အောက်မှာရောက်နေတယ်။ယောမအစိုးရကသူတို့ကိုတင်ပိုက်ပြီးတော့မှသူတို့ထဲကလူတွေကိုပဲရွေးချယ်မှအခွန်ခံခိုင်းတာ။အခွန်ခံပြီးတော့မှယောမအစိုးရကိုအဲ့ဒီအခွန်တွေပြန်လဲဆက်တာခိုင်းတယ်။နဂိုတွေကပီတူလူထုတွေကယောမအစိုးရကိုမုန်းနေပြီ။ ဆိုတော့ကို့လူကယောမအစိုးရအလုံးလုံးပြီးတော့မှကို့အခွန်လာကောက်တယ်ဆိုတော့ဒီလူတွေကိုပီတူလူထိုးကတအားမုန်းတာအဲ့ဒီအခွန်ကောက်တဲ့သူတွေကိုပို့ပြီးတော့မှမုန်းချင်စရာကောင်းတာကယောမအစိုးရကတစ်ချက်ကောက်ပါဆိုသူတို့က၄ချက်၅ချက်လောက်ကောက်တယ်ယောမအစိုးရက၁၀၀ကောက်ပါဆိုသူတို့က၄၅၀၀၁000လောက်ကောက်တာဟိုရန်သူအဖေခေါ်မှကိုယ့်ရဲ့မိသားစုကိုခေါင်းပုံဖျက်ဆားတာပေါ့နော်ဒီလိုမျိုးဒလန်ဖြစ်နေတဲ့အတွက်ကြောင့်ပီတူလူထုတွေကဒီလိုအခွန်ကောက်တဲ့သူကိုတအားမုန်းတာ ဒါကြောင့်တခင်ယေရှုခရစ်တော်ရဲ့တပည့်တော်၁၂ယောက်ထဲမှာလေအခွန်ကောက်တဲ့သူတယောက်ပါတယ်သူနာမည်ကမတ်သဲလို့ခေါ်တယ်အခုကျွန်တော်တို့ဖတ်တဲ့ရှင်မတ်သဲခရစ်ဝင်ကိုသူပဲရေးခဲ့တာနော်နောက်ပိုင်းသူပြောင်းလဲသွားပြီးမှတပည့်တော်ဖြစ်သွားတဲ့နောက်ပိုင်းမှာနောက်ပိုင်းမှာရှင်မတ်သဲခရစ်ဝင်ကိုသူကိုယ်တိုင်ရေးခဲ့တာသူပြောင်းလဲသွားလို့သူမပြောင်းလဲခင်မှာလူတွေအားလုံးရဲ့အမုန်းခံခြင်းကိုခံရတဲ့အလုပ်ကိုသူလုပ်နေတာဆိုတော့ဒုတိယတယောက်ကကာနနိတ်လူရှိမော်ကာနနိတ်လူဆိုတာကတော့ ဒီမတ်တဲနဲ့လုံးဝ opposite ဆန့်ကျင်ဘက်အလုပ်ကိုလုပ်တာကာနနိတ်ဆိုတာ Hebrew ဘာသာစကားရဲ့အတန်ထွက်ဖြစ်တယ် Greek လို့ဆိုလို့ရှိရင်တော့ဇေလုတ်လို့အတန်ထွက်တယ်ဆိုတော့ Hebrew လို့ကာနနိတ် Greek လို့ဇေလုတ်ကာနနိတ်ပဲဖြစ်ပါစေဇေလုတ်ပဲဖြစ်ပါစေအသေးပဲတစ်ခုပဲထွက်ပါတယ်အဲ့ဒါကတော့မျိုးချစ်စိတ်ပြင်းပြသူများလို့အသေးပဲရပါတယ်ဒါကြောင့်ကာနနိတ်လူရှိမုံလို့ပြောလိုက်တာ ਨੇ ဒီတပည့်တော်၁၂ပါးထဲက ရှီမုန်တယောက်ကလေဟို ပေဒရုပြောတာမဟုတ်ဘူးเนาะတသက်ရှီမုန်နောက်တယောက်ဒီကာနနိတ်လို့ရှီမုန်ပြောတာဆိုတော့ဒီရှီမုန်ကသခင်ယေရှုခရစ်တော်နောက်မလိုက်ခင်မှာနိုင်ငံရေးလှုပ်ရှားတဲ့မျိုးချစ်စိတ်ပြင်းပြတဲ့တနည်းအားဖြင့်တော်လန်ရေးကိုလှုပ်နေတဲ့လူတယောက်ဖြစ်ပါတယ်အကဲဟိုယောမဆူရကိုတိုက်ထုတ်ခြင်းနဲ့မျိုးချစ်စိတ်ကိုပြင်းပြပြီးမှယောမဆူရကိုတော်လန်တဲ့အဖွဲ့ထဲမှာပါတယ် ဆိုတော့မတ်သေးနဲ့ဒီရှီမုန်ဟာတကယ်မဟာယန်သူပဲဘာလို့လဲဆိုတော့တယောက်ကယောမအစိုးရလက်အောက်ခံပြီးတော့မှ ပီတူလူထုတွေကို အခွန်ကောက်ပေးနေတဲ့သူတနည်းအားဖြင့်ယောမအစိုးရစေခိုင်းခြင်းကိုလုံနေတဲ့သူတယောက်ကတော့ယောမအစိုးရကို လုံးဝတော်လန် ပုံကန်ပြီးမှတော်လန်ရေးကိုလုံနေတဲ့သူတနည်းအားဖြင့်ဒီနှစ်ဖွဲ့ကတကယ်မဟာယန်သူမဟာယန်သူပူပေါင်းလို့မရတဲ့မဟာယန်သူ ဒါပေမဲ့အံ့ဩစရာကောင်းတာကသခင်ယေရှုခရစ်တော်ရောက်လာတဲ့အခါမှာဒီလူနှစ်ဖွဲ့ကအံ့ဩစွာပဲညီအကိုဖြစ်သွားတယ်ညီအကိုခိုလူကလည်းနိုင်ငံရေးလိုက်မလို့တော့ဘူးဒီလူကလည်းယောမအစိုးရအတွက်အလို့ဆက်မလို့တော့ဘူးနှစ်ယောက်လုံးဘာလှုပ်လာလဲဆိုတော့အေးဝင်ကလေးလှုပ်လာတယ်။အိုးငါအရေးကြီးပါတယ်ဆိုတော့နိုင်ငံရေးကဟုတ်ပါတယ်နိုင်ငံရေးအရေးကြီးတယ်။ဒါပေမဲ့ရှီမုံကဘာကိုတွေ့လာလဲဆိုတော့ ဒီနိုင်ငံရေးထက်အရေးကြီးတာလူတွေကိုကယ်တင်ဖို့အလုပ်ပါလားဆိုတာ तू ကောင်းကောင်းနားလည်လာတယ်။နောက်ပြီးတော့မှမတ်တဲကလည်းဘာကိုနားလည်လာလဲ။ငါတအားကြီးအရေးကြီးပါတယ်ဆိုတော့ဒီငွေတွေနော်ဒီငွေတွေဒီငွေတွေငါရှာရင်ငါအများကြီးရမယ်ဆိုတာငါအရေးကြီးပါတယ်ဆိုတဲ့အရာတွေအခုယေရှုနဲ့တွေ့လိုက်တဲ့နောက်ပိုင်းမှာငွေထက်အရေးကြီးတာက ကဲတင်ချင်းတရားပါလားဆိုတော့သူကောင်းကောင်းလေးနားလေသွားတယ်။ဒါကြောင့်အခွန်ကောက်တဲ့မတ်သေးကလည်းယေရှုခရစ်တော်ခေါ်တဲ့ခါမှာနှောက်လိုက်သွားတယ်။ချက်ချင်းသူအခွန်ကောက်တဲ့အလုပ်ကိုထားခဲမှာချက်ချင်းနှောက်လိုက်သွားတယ်။ရှီမုံစီလို့နော်ကာနနိတ်လူရှီမုံသူကလည်းချက်ချင်းဆိုတို့သူ့ရဲ့အလုပ်သူ့ရဲ့အဖွဲ့အစည်းကနေနှုတ်ထွက်ပြီးတော့မှအေးဝင်ဂလိတာတနာပြုတ်အဖြစ်အခင်ယေရှုခရစ်တော်နောက်လုံးလုံးလျားလျားလိုက်သွားတယ်။ဆိုတော့ဒီလူနှစ်ယောက်ကတပည့်တော်၁၂ပါးထဲမှာအဝင်ဖြစ်တဲ့နှစ်ယောက်လုံး ဆိုတော့တပိတ်တော်၁၂ပါးထဲမှာအဝင်ဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ကအရင်တုန်းကရန်ညိုးတွေအကုန်ချခဲ့ပြီးတော့မှသခင်ယေရှုခရစ်တော်နောက်လိုက်တဲ့သူဖြစ်လာရတယ်။တနည်းအားဖြင့်မဟာရန်သူကနေပါဖြစ်လာလေ။ညီအကိုတွေဖြစ်လာတယ်တကယ့်ညီအကိုရင်းเนาะကြောသားရင်သားမခွဲဘဲနဲ့ဒီတာတနာပြုတဲ့လမ်းမှာတေဒီတိုင်အောင်ကိုရှောက်သွားတဲ့ညီအကိုရင်းချာတွေဖြစ်လာတယ်ဟာလေလုယာဒါကပါလေယေရှုခရစ်တော်ကိုတွေ့လာပြီးမှပြောင်းလဲလာတာကိုဖော်ပြချင်တာညီကိုမောင်မတို့ဒီ တာရကထဲကနေသူတို့ဒီတပည့်တော်နှစ်ပါးထဲကနေကျွန်တော်တို့ဘာကိုတွေ့ရလဲပြောင်းလဲခြင်းယေရှုခရစ်တော် night ပြောင်းလဲခြင်းယုံကြည်သူမဖြစ်ခင်မှာဘယ်လောက်ပဲဆိုးဝါဆိုးဝါဘယ်လောက်ပဲမကောင်းမကောင်းလူတွေတင့်ကိုဘယ်လောက်ပဲကျင်ပယ်ကျင်ပယ်ဘယ်လောက်ပဲမုံမုံအခုယေရှုခရစ်တော်ကိုယပီးတဲ့နောက်ပိုင်းမှာတင် ပြောင်းလဲရမယ်ပြောင်းလဲရမယ်ပြောင်းလဲဖို့လိုတယ်ယံညိုးယံဆစိတ်ထဲမှာလုံးဝမရှိရတော့ဘူးဒါကျွန်တော်အားလုံးကိုချပြချင်တာပါလေ ယေရှုခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာမဟာယန်သူတွေကိုလည်းစုတောင်းပေးတတ်ဖို့လိုတယ်မဟာယန်သူတွေကိုလည်းချစ်တတ်ဖို့လိုတယ်ယေရှုခရစ်တော်တော့ယုံကြည်သွားပြီအရင်တော့မုန်းတဲ့သူအခုထိမုန်းနေသေးတယ်ယေရှုခရစ်တော်တော့ယုံကြည်လက်ခံပြီးပြီအရင်တော့မကြိုက်တဲ့သူအခုထိလုံးဝမကြိုက်ဘူးစက်တိုက်မှမုန်းနေသေးတယ်ကြိမ်ဆိုနေသေးတယ်ဆိုရင်ဒါယေရှုခရစ်တော်တကယ်ရတဲ့သူမဟုတ်သေးဘူးယေရှုခရစ်တော်တကယ်ရတဲ့သူက အတစ်ပြုတ်ပြင်းတဲ့သူဖြစ်တယ်အတစ်ပြုတ်ပြင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်အထဲမှာရန်ညိုးဆိုတာမရှိတော့ဘူးတကယ်မဟာရန်သူဖြစ်တဲ့သူတွေကိုတော့မှကိုချစ်တတ်ဖို့ရန်အတွက်ဖရာသခင်ကကိုယ်တုံတင်လာတဲ့အတွက်ကိုချစ်တတ်လာတယ်သူတို့အတွက်ဆုတောင်းပေးတတ်လာတယ်ဒါကြောင့်ကျမ်းစာထဲမှာဘလို့ပြောလဲဆိုရင်တင်တို့ရန်သူတွေအတွက်ဆုတောင်းပေးပါမေတ္တာပို့ကြပါအဲ့ဒါအဲ့ဒါပြောတာတချို့လူတွေကဒါကိုကြားတဲ့ခါမှာမဖြစ်နိုင်ပါဘူးကွာလို့ထင်ကောင်းထင်မယ်ကျွန်တော်ပြောမယ်ယေရှုခရစ်တော်၌ပြောင်းလဲလာတဲ့ခါမှာမဖြစ်နိုင်တာမရှိဘူးဖြစ်လာလိမ့်မယ် အင်အံ့ဩစရာဖြစ်လာလိမ့်မယ်ကြည်ပါလားမဟာယန်သူဖြစ်တဲ့ရှီမုံနဲ့မတ်သေးတော်မှညီအကိုအရင်ချာလိုမျိုးတသက်လုံးတသနာပြုဖို့ရန်အတွက်တလန်းထဲတွားနိုင်တယ်ဒီကနေ့ကျွန်တော်တက်တာမှလည်းယေရှုကိုတကယ်တွေ့သွားရင်ကျွန်တော်မုံပါတယ်ဆိုတဲ့သူတွေကျွန်တော်မကြိုက်ပါဘူးဆိုတဲ့သူတွေကိုကျွန်တော်ကြည်တက်လာမယ်ချစ်တက်လာမယ်ခွင့်လွတ်တက်လာမယ်ယံညိုးကနေချစ်ချင်းမေတ္တာပြောင်းလဲလာမယ်ဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်မတော်တင်ရဲ့တက်တာထဲမှာအဲ့ဒီပြောင်းလဲမှုမျိုးရှိပြီလား ရှိရမယ်မရှိသေးဘူးဆိုရင်ယေရှုခရစ်တော်ကိုတင်မတွေ့သေးလို့အမေခံခရိယန်ပဲဖြစ်နေသေးလို့အမေခံခရိယန်ကနေတကယ်စစ်မှန်တဲ့ခရိယန်ပြောင်းလဲတဲ့ခရိယန်များဖြစ်ကြပါစို့လို့ကျွန်တော်ခွန်အားပေးနေနှိကုံချုပ်ပါတယ်အတူကဆုတောင်းရအောင်ဂျေဇုရဲ့ချမွန်းနဲ့ကိုတော့ဒီကနေ့မနက်မှာလဲမဟာယန်သူကနေညီအကိုဖြစ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားယူခွင့်ရတယ် ယေရှုခရစ်တော်ကိုတွေ့လာတဲ့အခါမှာယေရှုခရစ်တော်အားဖြင့်ကျွန်တော်အသက်တာပြောင်းလဲလာခွင့်ရတယ်။ဟာလေလုယာမဖြစ်နိုင်ပါဘူးကွာဆိုတဲ့အရာတွေယဉ်ညိုးယဉ်ဆတွေမကြိုက်ခြင်းတွေမုန်းတီးခြင်းတွေအားလုံးကွယ်ပြောက်သွားမှချစ်ချင်းမေတ္တာပဲကြံခဲ့တာကျွန်တော်တို့နားလေခွန်အားယူခွင့်ရတယ်။ကျွန်တော်တို့အသက်တာမှာလည်းကျွန်တော်မုန်းတဲ့သူကျွန်တော်မကြိုက်တဲ့သူကျွန်တော်တို့နဲ့ယဉ်ဖက်ဖြစ်နေတဲ့မဟာယဉ်သူတွေကိုယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်တင့်မြဲစေပါ။ကောင်းကြီးမင်္ဂလာဖြစ်စေပါမိကြောင်း ဂျေဇုရောချီးမွမ်းရင်းနဲ့ဆုတောင်းတဲ့အခါမှာကေသင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါလီဖာဖရားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့